လောကမှာလူတိုင်းလက်လန်းမမီနိုင်တဲ့ဖျားပွဲမှသာတွေးရှိနိုင်တဲ့အကျိုးတရားမျိုးတွေကိုရနိုင်တယ်ပါရီလဲဆိုဗုဒ္ဓံနုတ္တိကိုပွားလို့ရှိရင်တဲ့ဧကန္တနိဗ္ဗိတာယသံတရားဝဆင်းရဲကြီးကညီးငွေလာပါမယ်တဲ့ဟောတာဖြစ်ထောင်ဖြင့်ခဲတဲ့အကျိုးတရားတစ်ခုပဲเนาะဧကန္တနိဗ္ဗိတာယ တကယ်တန်တရာကြီးဘဝကြီးကိုညင်းငွေ့လာတဲ့စိတ်တွေပေါ်လာစေနိုင်တယ်။ဘာဖြစ်လို့လဲ။မြတ်စွာဘုရားကိုယ်တိုင်ကဘဝကိုညင်းငွေ့တဲ့ပုဂ္ဂိုလ်ကိုဘုရားကိုအာရုံပြုလိုက်တဲ့အတွက်ကြောင့်ဘဝဟာညင်းဒါဖြင့်ဘုန်းကြီးတို့တွေကဘဝညင်းငွေ့เสียလားပျော်เสียလားလို့ဆိုရင်အများစုကဘာလို့ထင်တော့ဘဝပျော်เสียလို့ပဲထင်တယ်နော်။ဟိုးနောက်တိုင်းကလူတွေများဘယ်လောက်ထိအောင်ပြောတော့ဆို Life is too short ဘဝအသိတူတယ်တဲ့ enjoy yourself ပြောပြောနေပါတူတဲ့ဘဝလေးတောင်ပြောပြောနေဖို့တိုက်တွန်းတာမြတ်စွာဘုရားကအဲ့ဒါလို့မဟုတ်ဘူးဘဝကြီးကညီငွေဖို့ကောင်းတယ်ဘာဖြစ်လို့ညီငွေဖို့ကောင်းလို့ဆိုအကျံပြင်းလေးပဲစဉ်းစားကြည့်လေဘုန်းကြီးတို့တွေဟာတနေ့တခြားဘာဖြစ်လာလဲမေးကြည့်အိုးလာတာမဟုတ်လားတနေ့တခြားပြိုသွားတဲ့လူရှိသလားရှိပါဘူး ေးတနေ့ပြီးတနေ့လူပြိုလာတယ်လို့မရှိဘူးတနေ့ပြီးတနေ့ရင်ရောအုံမင်းသွားတာပဲရှိတယ်ရင်ရောအုံမင်းသွားတာပဲရှိတယ်ယောဂဝေဒနာတွေဖြစ်ပေါ်လာတာပဲရှိတယ်နောက်ဆုံးကျတော့ပါတော့သေဆုံးမှုစီရောက်သွားတာပဲမဟုတ်လားအေးအဲ့ဒါတွေကိုကြည့်ရင်ဘဝပြောစရာဘာရှိလို့လဲနေ့စဉ်နဲ့အမြသာဝရပြောင်းလဲပြီးတော့ရင့်ရောအုံမင်းတဲ့ဘက်ကိုသွားနေတဲ့ဘဝကြီးတစ်ခုပါ လိုလုပ်ပြီးပြောစရာကောင်းတယ်လို့တွက်လို့ရမလဲပြောစရာကောင်းတယ်လို့တွက်တဲ့ပုဂ္ဂိုလ်ကဓာတ်တွေကိုမေ့ထားအစစ်မှန်သဘာဝတရားတွေကို မစင်စားဘူးမြင်တဲ့အာယုံပေါ်မှာလိုက်တယ်မြင်တဲ့အာယုံနောက်လိုက်တယ်ကြားတဲ့အတန်နောက်လိုက်တယ်နှာခေါင်းကရှူလို့ရတဲ့အနံ့ဘက်လိုက်တယ်လျှာကခံစားလေရရတဲ့အရသာလေးနောက်လိုက်တယ်ခန္ဓာကိုယ်ကထိတွေ့လိုက်ရတဲ့အထိတွေ့လေးကိုနောက်လိုက်တယ်စိတ်ကူးစိတ်တန်းလေးရဲ့နောက်ကိုလိုက်နေဟော အာယုန်နေနောက်လိုက်နေတာမဟုတ်လားအာယုန်နေနောက်လိုက်နေတဲ့အခါကျတော့ကိုယ်ကိုတဏှီပြီးတဏှီအိုးလာတာဆိုတာစဉ်းစားမိပါမလားစဉ်းစားမိပါဗျာအေးအဲ့လိုမစဉ်းစားမိလို့ဘဝကြီးကညင်းဝေးစရာကောင်းတယ်ဆိုတာမသိတာပဲမာတို့စဉ်းစားမိပြီဆိုလို့ရှိရင်တကယ်စိတ်ပြက်စရာကောင်းတဲ့ဘဝကြီးပဲအေးတဏှီကြတော့ပူကြမယ်နာကြမယ်ကြည့်လေအလုံးအများကနေ အကုအထာပြုရတဲ့ဗောဓိတောင်ဆရာတော်ကြီးဘဝနဲ့ထံစံမြန်းသွားတယ်ဒီနေ့ဆို၃နှစ်တောင်ပြည့်တော်မယ်ခဲချစ်ဟုတ်ကဲ့လား၃နှစ်တောင်ပြည့်တော်မယ်အဲ့တော့ဒီမြဲတာဆိုဘာရှိဘာမရှိဘာမရှိတဲ့ဘဝကြီးကိုပြောနေတာကတော့မိုက်လို့ပြောတာပဲဒါကတော့မိုက်လို့ပြောလဲဆိုတာမသိလို့ပြောတာပြောနော်မသိဘူးအမှန်မသိလို့ပြောအေးဘုရားနုတ္တိကိုပွားလိုက်ပါတဲ့ ွားလိုက်လို့ရှိရင်ဧကန်တနိဗ္ဗိဒါယတကယ်ကိုဘဝကြီးကိုညင်းဝဲလာမှာပါညင်းဝဲတဲ့စိတ်ပြီးပေါ်လာမှာပါနောက်တစ်ခုကပါတော့ဆိုရင်ဝိရာခဘဝကြီးကညင်းဝဲသွားသလိုဘဝကြီးပေါ်မှာတွေ့တာမှုတွေလည်းပဲပြတ်သွားမှာပါခုချိန်မှာတွေ့တာလားလူတွေကပထမဘုသူ့တွေ့တာလားကိုဘွားကိုမတွေ့တာဘူးလား ကိုဘဝကိုတွေ့တာလို့ကာဘာများဆိုပြီးတော့နောက်ထပ်ဘဝတစ်ခုရှာပြီးတွေ့တာပြန်တယ်เนาะကိုဘဝကနေသူ့ဘဝတစ်ခါသွားတွေ့တာပြန်သူ့ဘဝကနေပွာလာလိုက်တဲ့ဘဝတွေကမနေဘူးဟုတ်ကဲ့လူတွေရဲ့တဘာဝကိုစဉ်းစားကြည့်ပထမဆုံးလူပြေရောက်လာတော့ကတယောက်ထဲလားနှစ်ယောက်လားအမွာဘူးတွေကြတာဘယ်လိုလုပ်တယောက်ထဲတော့တယောက်ထဲပဲဟုတ်လား ဒါဇေယပေါ်ဆုံးတယ်လို့ဆုံးတာပါလာတော့ကတော့တယောက်တည်းလာတာပဲဟုတ်ကဲ့လားတယောက်တည်းလာတယ်ကို့ဘဝလေးကိုတွေ့တယ်ကို့ဘဝကိုတွေ့ရာကနေပြီးတော့သူ့ဘဝသွားတွေ့ပြန်တယ်အဲ့ဒီသူ့ဘဝတွေ့ရာကနေပြီးတော့ဘဝတွေတွေ့စရာတွေများလာတယ်ပစ္စည်းဥစ္စာ တွေ့ကြရတယ်များလာတယ်ပိုင်ဆိုင်တဲ့ပစ္စည်းတွေတွေ့ကြရတယ်များလာတယ်ဆွေတွေမျိုးတွေတွေ့ကြရတယ်များလာတယ်ဟုတ်ကဲ့အတွေ့အကြုံတွေကအလွန်များလာတယ် အဲ့ဒီလိုအတွေ့အတာတွေကိုဖြတ်ထောက်ဖြစ်ခြင်းလို့ရှင်ဘာလို့မလဲဗုဒ္ဓနုတ္တိပွားပါတဲ့။နော်ဗုဒ္ဓနုတ္တိပွားခြင်းဖြင့်အတွေ့အတာတွေဖြတ်ထောက်နိုင်ပါတယ်တဲ့ဝိရာခာယ။နောက်တစ်ခုကនិရောဓာယ။အေးလောကမှာလူတွေကဒုက္ခဒုက္ခတွေကြုံတွေ့နေကြ။အကြုံတွေ့ရတဲ့ဒုက္ခတွေငြိမ့်သွားခြင်းဘာလို့ကဗုဒ္ဓနုတ္တိပဲပွားပါ။ ဟောဒုက္ခတွေကိုလည်းငြိမ်းသွားစေနိုင်တယ်တဲ့ဒီဗောဓံတို့တတိကဘုရားကိုအာယုံပြုတယ်ဆိုရဲအကြည့်မြတ်စွာဘုရားဟာဘဝမှာအတွေ့အတာရှိသေးလားရှိပါဘူးဗျာအေးဘလောက်အားကြကိုလည်းအားကြဘုရားတောင်တွေ့တာမရှိဘူးငါလည်းတွေ့တာလို့မကောင်းဘူးဆိုတော့အားကြလို့ရတာပေါ့နော်ယောက်ဘုရားမှာအတွေ့အတာမရှိလို့ဒုက္ခတွေကလည်းပဲချုပ်ငြိမ်းသွားသလိုချုပ်ငြိမ်းသွားတဲ့ဂုံတွေကိုအာယုံပြုလိုက်တဲ့အခါဩကိုလည်းချုပ်ငြိမ်းခြင်းလား အဲ့ဒါကြောင့်မလို့နိရောဓာယဒုက္ခတွေခြုံငိမ့်သွားဖို့အတွက်လည်းပဲဟောဒီဗုဒ္ဓနုဒတိကမ္မထံကိုပွားပါတဲ့ဒါကဘဝကြီးနဲ့ပတ်သက်ပြီးတော့ညီငွေဖို့မတွေ့တာဖို့ဒုက္ခတွေခြုံငိမ့်သွားဖို့ဆိုတဲ့အကျိုးသုံးမျိုးဖြစ်ထွန်းစေတယ်နောက်ထပ်ရရှိနိုင်တဲ့အကျိုးတွေကဘာတော့ဆိုလို့ရှိရင်အဘိညာယ အေးဗုဒ္ဓနုတ္တိကို ပွားခြင်းဖြင့်ထူးခြားတဲ့အသိဉာဏ်တွေကိုယ်တဏ္ဍာမှာပေါ်လာမယ်အမှန်တရားတွေကိုထင်ထင်ရှားရှားသိလာမယ်အကြောင်းနဲ့အကျိုးအကောင်းဆိုးတွေကိုခွဲခြားသိလာမယ်အဘိညာယထူးခြားတဲ့ဉာဏ်ဉာဏ်သွေးတွေပေါ်လာနိုင်ပါတယ်တဲ့ဒါကြောင့်မို့ဗုဒ္ဓနုတ္တိကို ပွားပါတဲ့ဗုဒ္ဓနုတ္တိပွားလို့ရှိရင်ထူးခြားတဲ့ဉာဏ်ဉာဏ်သွေးတွေပေါ်လာမယ်အဲ့ဒါလိုပဲတဲ့ တံဘောဓာယတရားအစစ်မှန်နေနိဗ္ဗာန်ရောက်ကြောင်းလမ်းကောင်းတွေတိနိုင်တဲ့အသိဉာဏ်မျိုးတွေလည်းပဲဘုရားနုဒတိပွားလို့ရှိရင်လမ်းမှန်တွေကိုတွေ့လာမှာပါဒီအချိုးကိုလည်းရတယ်နောက်တစ်ခုကဘာလို့ဆိုဥပတမယလောကလူတွေဟာပူပန်မှုနဲ့နေနေကြတယ်အလုံးဟာ နောင်ရေးပူပန်ရတာတို့ตาရေးသမီးရေးပူပန်ရတာတို့စီးပွားရေးပူပန်ရတာတို့ခိုးရေးဒီရေးပူပန်ရတာတွေမရှိဘူးလားရှိပါဘူးအေးလူတွေမှာအပူနဲ့အပင်နဲ့နေကြတာနောက်ဆုံးကြတော့အပူပင်မရှိရင်မနေတတ်တယ်လို့တောင်ဖြစ်နေလူကပူစရာမရှိရှားပူတယ်တချို့ကဟုတ်ကဲ့လားပူစရာမရှိဝယ်ပြီးတော့များပူအောင်မလားမသိဘူးဘာဖြစ်လို့တော့ဆိုအပူတဲ့နေနေကြတော့အအေးတဲ့သွားဖို့သိစိတ်မပါဘူး နော်အပူတွေများနေတဲ့အချိန်မှာ तू ကအေးကြတော့တိတ်စိတ်ဓာတ်ကမကြိုက်ချင်းဥပသမာတဲ့စိတ်နှလုံးအေးချမ်းသွားခြင်းနဲ့ဆိုလို့ရှိရင်တော့ပௌရဏုတ္တိကိုပွားပါဥပမှုတွေကင်းပြီးတော့အပူတွေများတဲ့လောကကြီးမှာအေးအေးချမ်းချမ်းလေးနေခြင်းပြီဆိုလို့ရှိရင်ပௌရဏုတ္တိပွားလောကလူသားတွေကနော်လူတစ်ခုပူမှုရတဲ့ဆယ်ကလေးလို့ဆိုတဲ့အတိုင်း ူမှုတွေကအလွန်များတဲ့အဲ့လိုပူမှုတွေများတဲ့ထဲမှာတို့တော့အေးချမ်းအောင် နေမယ်လို့နေခြင်းပြီဆိုလို့ရှိရင်တော့အဲခုခေတ်ကလူတွေအဲ့တော့အဲ့ဒါတတိယမှာမဟုတ်ဘူးအရာကောင်းလေးတတ်လိုက်မယ်လို့အောင်းမဲ့ခြင်းမိတ်ဗုဒ္ဓနုတ္တိပွားလိုက်ပါတဲ့ဗုဒ္ဓနုတ္တိပွားလိုက်လို့ရှင်စိတ်အေးချမ်းမှုတွေရလာပါလိမ့်မယ်ဟုတ်ကဲ့လားအကျိုး6မျိုးရှိသွားပြီနော်ဗုဒ္ဓနုတ္တိပွားတဲ့အကျိုး6မျိုး နောက်ဆုံးတစ်မျိုးကဘာတော့ဆိုရင်နိဗ္ဗာန်ယသံဝတ္တိကိုလိုချင်တဲ့နိဗ္ဗာန်ကိုလေဟောဒီဗုဒ္ဓနုတ္တိပွားခြင်းဖြင့်ရနိုင်တယ်လူတွေကကုသကောင်းမှုလုပ်ပြီးတော့ဣဒံမေပုံညာနိဗ္ဗာန်သပစ္စယောဟောတုနိဗ္ဗာန်ရဲ့အထောက်ပံ့ဖြစ်ပါစေဒီလိုဆုတောင်းရဟောဆုတောင်းမနေနဲ့ဗုဒ္ဓနုတ္တိသာပွားလိုက် ကိုလိုချင်တဲ့နိဗ္ဗာန်ဟာရလာမှာပဲလို့ပြောတယ်။အေကောင်းပြီဘုရဏုဒ္ဓတိဆိုတာဒီလိုအချိုးခွန်မျိုးကိုထုတ်လို့ပေးနိုင်တဲ့ထူးခြားတဲ့မြတ်အမြတ်ဆုံးသောဘာဝနာတစ်မျိုးဖြစ်တယ်။